ကရင်ပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့စိုက်ပျိုးရေးနည်းပညာနဲ့ပိုသက်စီများချပေးဖို့ကိုဒီမော့ဆိုကလည်းစိုက်တောင်သူများကမျှော်လင့်နေကြပါတယ်။စစ်ဘားစိုက်ခင်တွေမှာပိုးကြတာ၊သီးနှံထွက်နေတာစိုက်ပျိုးစီရင်မြင့်မာတာအပြင်နီးစနစ်မမှန်ကန်တာတွေကြောင့်သီးနှံထွက်နေကအရှုံးနဲ့ရင်ဆိုင်ရမှာကိုစိုးရိမ်နေကြပါတယ်။ ီအခြေအနေတွေနဲ့ပတ်သက်လို့စစ်ကောင်စီတပ်နဲ့ကရင်ပြည်တဲ့ပေါင်းစုများကြားကစစ်ဖြစ်ပွားမှုများကြောင့်ဒုမပိုင်ဆိုင်တဲ့လေကိုစိုက်ပျိုးနိုင်ခြင်းမရှိဘဲအငှားလေမှာစိုက်ပျိုးနေရတဲ့ဒေါထရီစာကအခုလိုပြောပါတယ်။ပညာနီးစနစ်လေးပေါ့နော်အထူးသဖြင့်ဒီပိုတာစီနီးစနစ်ဒီပေါ့နော်အန်တီရောညာမီတလောက်တော့မြေဩစာထင်းလဲပူကမြေဩစာထက်ပါလားမသိဘူးအဲ့လိုမျိုးပေါ့နော်အန်တီရောအသွေးနဲ့အန်တီရောညာနေနဲ့ပေါ့နော်အဲ့လိုမျိုးသွေးနေတယ်ဘာဖြစ်လဲဆို ပိုးတွေကတအားလိုက်တော့အန်တီတို့လည်းဘယ်လိုပြမလဲအဲ့ဒီအစိုးရတွေနဲ့ဟိုမျိုးနီးပညာဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးအန်တီတို့ပိုးတက်ဆင်းနေနေဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးတောင်သူနီးပညာများများပြီးဖို့လို့ပဲနောက်ပြီးတော့အဲ့ပေါ့အစိုးရတွေနေနဲ့အပိုးတက်ဆေးတွေတောင်သူတွေကိုနည်းနည်းပပအမျိုးကူညီနိုင်မယ်ဆိုအဆင်ပြေမယ်လို့အန်တီအနေနဲ့အန်တီထင်တယ်ပေါ့နော်ဆရာ ငလေးလောက်ခတ်မှုနောက်ဆက်တွဲမှာရေအေးမြေထိမ့်သိမ့်တဲ့အနေနဲ့နှက်စပူချောင်းရေစီလမ်းကြောင်းကိုပြင်ဆင်မှုများမြောင်ဖောက်လုပ်မှုများလည်းရှိနေပေမဲ့ဒေသအတွင်းကကြန့်ရှိနေသေးတဲ့ရေတကားတစ်ခုကိုလည်းပြင်ဆင်ပေးဖို့ကိုခွန်ကိုရီကအခုလိုပြောပြလာပါတယ်။ဒါလိုလှုပ်ရှားမှုရှိတော့ဒီလိုတာယာလည်နဲ့ပဲလည်ပဲဆိုင်ဆားရမှာပဲအမျိုးပါပဲ။ဒီဖြစ်ပျက်ကလမှာမပြင်ပြေးတာထက်ဆိုင်တော့ပြင်ပြေးတာတော့ကောင်းတယ်ပေါ့။ကျင်နာအရာမှုရှိတယ်လို့ပဲပြောရမှာပဲ။ဒီလိုချင်သေးတာအရင်ကဒီ20 30မတိုင်ခါ ဒီလိုရေပိတ်တကားမျိုးဆိုဟာဟိုနောက်တစ်ခုလည်းရှိရပါတော့ခုကတုံးခုရှိရမြတ်ဟာကိုနောက်ခုပဲဆောက်လိုက်တော့ရေယူရတာဝေးတော့ပါတော့အကြောင်းရေမြောင်းပြင်လာလို့အမျိုးလွတ်ဆောင်ရတာပုံပြီးမှပြန်ပန်းတယ်ပုံပြီးမှလည်းအခက်အခဲဖြစ်စီတော့ပါတော့ဖြစ်နိုင်ရင်တော့ဒီအရင်ကရေရေတကားချောင်းကြီးပေါ့နော်ချောင်းကြီးတကားတုံးခုရှိတဲ့ဟာကိုအာလိုအပ်တဲ့နေရာနောက်တစ်ခုအမျိုးပြန်ပြီးမှပြင်ဆင်ပြီးမှဆောက်ပြီးမှဆင်တော့ပုံပြီးအများကြီးစင်ပြေတော့ပါတော့ လက်ဆိုင်ပြူတာဟာစာဝတ်နေရေးအတွက်မို့သာ စိုက်ပြူနေရပြီးအမျက်ထွက်တာမရှိဘဲဆန်ကိုဝင်မစားရုံများသာရှိရလို့ထို့သူကဆက်ပြောပြပါဗျာ။ကရင်နီပြည်နယ်မှာ24ပြည်စံစာတအိတ်ကိုပြင်းပြတသိန်းနဲ့အထက်သာရှိပြီးဆန်မွေစားနိုင်တဲ့စစ်ဆောင်တဲ့ဒေသခံများဟာစပားကိုကိုယ်တိုင်စိုက်ပြူလုပ်ကင်ကြတာပဲဖြစ်ပါတယ်။ကရင်နီပြည်ကထွက်ရှိတဲ့ဆန်စပားဟာပြည်တွင်းမှာသာစားသုံးနေရပြီးလုံလောက်မှုမရှိတာကြောင့်အခြားတိုင်းနယ်ပြည်နယ်များကဆန်များကိုပါဝယ်ယူစားသုံးနေကြရပါတယ်။